Starlink Internet ဆိုတာကဘယ်လိုမျိုး Internet အမျိုးအစားဖြစ်မလဲပြီးတော့သူကဘယ်လိုမျိုးအလုပ်လုပ်တာလဲပေါ့နော်ကျွန်တော်တို့လက်ရှိအသုံးပြုနေတဲ့ Internet တွေဆိုင်ရင်ကွဲပြားခြားနားမှုရှိလားဆိုတာကိုဒီနေ့ video တွေမှာပြပြမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီပညာ channel ကနေပြန်နေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ video တွေမှာတော့ Starlink နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအနည်းငယ်ပြပြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့မိတ်ဆက်ရမယ်ဆိုရင် Starlink Internet ဆိုတာကဘယ်လိုမျိုး Internet အမျိုးအစားလဲပေါ့နော် Starlink Internet ဆိုတာကကျွန်တော်တို့ဒီ Elon Musk ပိုင်ဆိုင်တဲ့ Space Company ကလုပ်ဆောင်ထုတ်တယ်ပေါ့နော်။ Internet ဂျိုဒူးအခြေပြုဝန်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ဒီစနစ်ဟာဆိုရင်တော့ကျွန်တော်တို့ကမ္ဘာတစ်ဝန်းမှာရှိတဲ့ Internet ချိတ်ဆက်မှုမကောင်းတဲ့ဒေသတွေတနည်းအားဖြင့်ဝေးလံခေါင်ပြားတယ်ပေါ့နော်။ခြေတဲ့ဒေသတွေမှာပါ။ရန်ုံမြင့် internet ပေါ့နော်နောက်နေမှုနေပါတဲ့ low latency လို့ခေါ်တဲ့ internet ကိုဖိစားနိုင်မှုအတွက်ထုတ်ထားတယ်လို့တော့ Elon Musk ဆိုပါတယ်။ Starlink internet ဒီကဘယ်လိုမျိုးအလုပ်လုပ်နေပေါ့နော် ဒီတစ်ခုကိုမေးရမယ်ဆိုရင်တော့ Starlink Internet တွေကကျတို့ကကမ္ဘာပတ်လမ်းကြောင်းအနေအိမ်ပေါ့နော် low as orbit anyo လို့ခေါ်တဲ့ဂျူရုတွေကိုဂျူရုကိုရက်တွေကိုအဓိကထားပြီးတော့အသုံးပြုပါတယ်အရိုးရကျွန်တော်တို့အသုံးပြုနေတဲ့ Internet တွေနဲ့မတူပဲ Starlink Internet တွေကကျတို့ကဂျူရုနဲ့ချိတ်ဆက်ပြီးတော့အသုံးပြုရတဲ့ Internet တစ်ခုဖြစ်တဲ့အကြောင်းမို့ကမ္ဘာမျက်နှာပြင်နဲ့ပုံပြီးပြီးတော့သူက900ကီလိုမီတာကနေလှည့်ပတ်နေတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီခါတလေကြာရင်ကျတို့ညဘက်ပေါ့နော်အဂျူရုအတန်းလိုက်ကြီးတွားနေတာကိုတွေ့ရလိမ့်မယ် ဒါကတော့ကျွန်တော်တို့ပုံမှန်ဆိုရင်တော့ JD တို့ထင်ရပေမဲ့ဒါကတော့ Starlink Internet တွေလက်ပတ်ပြီးတော့သွားနေတဲ့ဒီပုံမှန်ပုံစံပဲဖြစ်ပါတယ်။သူရဲ့အလုပ်လုပ်ပုံအစီအစဉ်ကိုပြောရမယ်ဆိုရင် Starlink ချုပ်တူတွေက Internet ရဖို့အတွက်ပေါ့နော်ကျွန်တော်တို့အသုံးပြုမယ်ဆိုရင်သူ့ကိုအသုံးပြုမယ်ဆိုရင်သူနဲ့ချိတ်ဆက်ပြီးတော့အသုံးပြုဖို့အတွက်ကျွန်တော်တို့မြေပြင်ရနေ Autona ဆိုတဲ့ဒီချုပ်တူလက်ခံဆက်လေးတခုတော့ရှိမှာဖြစ်မှာပေါ့နော်။ဒီကောင်လေးကိုကျွန်တော်တို့ကဒီ Starlink ချုပ်တူကျွန်တော်တို့ဒီ Autona လေးတခုရှိမှာဆိုရင်ကျွန်တော်တို့က ကျွန်တော်ရဲ့နီးစက်ရာမှာရှိတယ်ပေါ့နော်အနီးစက်ဆုံးအာဂျိုဒူးနဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်ကအင်တာနက်တွေကိုစပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်အာဂျိုဒူးတွေကြားမှာကျွန်တော်တို့ကဒီအသုံးပြုမှန်ဆိုရင် Starlink ဂျိုဒူးတွေကလေဆာနေပညာနဲ့ထုတ်လုပ်ထားတဲ့အင်တာနက်တစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ data ဖလှယ်ပြီးတော့အသုံးပြုရတဲ့အနေအထားတွေမှာဆိုရင်တော့ပို့ပြီးတော့မြန်မြန်ဆန်ဆန်နဲ့ data တွေကိုပို့ပေးပို့နိုင်မှာဖြစ်ပါတယ် Starlink အင်တာနက်တွေရဲ့အဓိကအားသာချက်ကိုပြောရမယ်ဆိုရင်သူကမြန်လုံးမြင့်အင်တာနက်ဖြစ်တဲ့အတွက်ကြောင့်မို့တစ်စက္ကန့်လေး90 megabyte per second နဲ့ 200မပကာပါခဲ့ပါစက္ကန့်အထိပေါ့နော်။အဲဒီ internet speed ကိုထုတ်လုပ်ပေးနိုင်တယ်။နောက်နေမှုနေပါပြီးတော့ကျွန်တော်ဒီပုံမှန် social အသုံးပြုနေတာတွေ internet နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုလုပ်ကြရတဲ့အခါမှာဆိုရင်တော့မြန်မာစံနဲ့အသုံးပြုလို့ရမှာဖြစ်ပါတယ်။ကြီးကပြောခဲ့သလိုပဲသူ့ရဲ့အားစားချက်ကတော့ဝေးလံခေါင်ပြတဲ့ဒေတာတွေကြီးတဲ့ဒေတာတွေမှာပါအသုံးပြုနိုင်တာဖြစ်တဲ့အကြောင်းပေါ့။အဲ internet ချိတ်ဆက်အသုံးပြုလို့မရတဲ့ဒေတာတွေမှာပါအသုံးပြုနိုင်တာဖြစ်တဲ့အကြောင်းပေါ့။တော်တော်လေးကိုအဆင်ပြေတဲ့ internet တစ်ခုပဲဖြစ်ပါတယ်။လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာတဲ့ Starlink internet ကိုအသုံးပြုလို့ရနိုင်ပြီဖြစ်ပါတယ်ဗျာ။ ဂျိုရူရေအတွက်တရားဆိုရင်တော့ကျွန်တော်2023ခုနှစ်ကနေစပြီးတော့အဲစစ်တမ်းရဆိုရင်ပေါ့နော်ဂျိုရူတွေက၄တောင်ကျော်ကနေစတင်လေပတ်ခတ်ပြီးတော့အခုနောက်ပိုင်းမှာဆိုရင်တော့တောင်းနဲ့ထောင်းနဲ့ချီပြီးတော့အဲဒီတည်သွင်းရန်ရှိတယ်လို့တော့အီလိုမတ်ကတော့ဆိုထားပါဗျ။အတိအကျတော့သူ့ရဲ့ official website ကနေသွားပြီးတော့လေ့လာလို့ရပါမှာဖြစ်ပါတယ်။ဒါနဲ့ internet တွေရဲ့အားသက်ချက်ကိုပြ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 ဆိုတော့သူ့ရဲ့အားနည်းချက်လေးလေးကိုတစ်ချက်ပြန်ပြီးတော့ကြည့်ရအောင်။သူ့ရဲ့အားတိုင်းအားနည်းချက်မှာဆိုရင်တော့အဓိကအဖြစ်တော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာအသုံးယူမယ်ဆိုရင်တော့အဲ နေရာဒေသတော့ဗောနော်အကန့်အသတ်တော့ရှိနေသေးတယ်။အဲတခုတနည်းအားဖြင့်တော့သူကတော့ဒီပုံမှန်ကျွန်တော်တို့အသုံးပြုနေတဲ့ internet ဒေသစာရင်တော့ဒီလစင်ကြီးကတော့အနှင်းငယ်တော့ဈေးနှုန်းတော့ညနိုင်မှာဖြစ်ပါတယ်။သူ့ရဲ့အားနေချက်တခုကိုအဓိကအားနေချက်ကတော့သူကဒီဂျာတူးလူဆိုရတဲ့အချိန်မှာဆိုရင်တော့မဂျိုရီ internet ဖြစ်တဲ့အတွက်ကြောင့်ဗောနော်ဂျိုရီ internet ရဲ့ပုံမှန်အားနေချက်ဖြစ်တဲ့အဲ internet line ဆွဲအားကြာစေမှုတော့ဒီဂျိုရီ internet တွေမှာတော့ဖြစ်နေကြတိုင်းပဲဒီ internet မှာလည်းအဲ့လိုပဲ အရေးသွေးကြဆင်းနိုင်တဲ့အားနည်းချက်တော့ရှိပါတယ်။ဘယ်သူတွေအတွက်သင့်တော်မလဲဆိုရင်တော့ကျွန်တော်ဒီခြေတဲ့ data တွေ internet အဆက်အသွယ်မရှိတဲ့နေရာတွေပေါ့နော်အခက်အခဲရှိမရှိတဲ့နေရာတွေပြီးတော့ကျွန်တော်တို့ဒီတမောတွေလေမြန်နေပေါ့နော်ခီးသားတွေအတွက်အဲဒီအသုံးပြုရအသုံးပြုဖို့တော်တော်လေးကိုအဆင်ပြေတဲ့ internet တစ်ခုပဲဖြစ်ပါတယ်။ကျွန်တော်ပုံမှန်အသုံးပြုနေတဲ့ internet internet ဆိုင်ရင်ပေါ့နော်မြန်နှုန်းမြင့်ကိုအသုံးပြုတဲ့လူတွေဆိုရင်တော့ Starlink internet ကိုအသုံးပြုဖို့အတွက်တော့တိုက်တွန်းနေကြပါတယ်။ နောက်ဆုံးအနေနဲ့ Starlink Internet ကကျွန်တော်တို့ဒီအနာဂတ်ရဲ့ Internet နည်းပညာတစ်ခုဖြစ်ပြီးတော့ဗောနော်လက်ရှိဆိုရင်လက်ရှိမှာဆိုရင်တော့ကမ္ဘာထိပ်သီးနိုင်ငံတွေနဲ့အဲဒီကျွန်တော်တို့မြန်မာနိုင်ငံမှာဗောနော်လက်ရှိအသုံးပြုလို့ရနေတာကိုတွေ့ရတယ်။အဲလက်ရှိကျွန်တော်တို့ဒီဝေဆောင်မှုရရှိနေသေးတဲ့နေရာတွေကကြတော့အကန့်အသတ်ရှိနေသေးတာဖြစ်တဲ့အကြောင်းမို့မိတ်ဆွေအနေနဲ့ရောဒီ Starlink Internet ကိုလက်ရှိအသုံးပြုနေတာဗောနော်ဘယ်လိုမျိုးတောင်းရတာအဆင်ပြေပြေလေးကိုလည်းကျွန်တော်ရဲ့ဗီဒီယိုလေးရဲ့ comment အောက်မှာလည်းရေးပေးခဲ့လို့ရပါတယ်။အသေးစိတ်ကိုသိရှိနေတယ်ဆိုရင်တော့ကျွန်တော်ဒီနေ့ဗီဒီယိုရဲ့ တင်ဆက်ရှင်ပါတယ်လင့်ချပေးထားပါတယ် Starting Official Website ကနေမိတ်ဆွေတီးတို့တများကိုတွားပြီးတော့ဓာတ်ရိုက်ကြည့်ရှုတွေ့ရမှာဖြစ်ပါတယ်ဗျာကျွန်တော်ကတော့ဒီပညာရေးပတ်သက်တာတွေကိုအမြဲတမ်းမျှဝေတင်ဆက်ပေးနေတဲ့ AI Global Technology ရဖြစ်ပါတယ်ခင်ဗျာဒါကြောင့်လို့မိတ်ဆွေကဒီပညာရေးပတ်သက်တဲ့အကြောင်းအရာစာကိုအမြဲတမ်းလေ့လာကြည့်သေးတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe share လေးမလုပ်ရသေးရင် like and subscribe share လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗျာဗီဒီယိုလေးကိုအဆုံးသတ်ရှုပေးကြတဲ့ဒုတိယစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်ဗျာ